ရန်ပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်စီးပွားရေးအဝန်ကြီးသည်ငလင်တန်းကြောင့်ထိခိုက်ပျက်စီးခဲ့သောဟိုတယ်တဲခုရိပ်သားလုပ်ငန်းရှင်များနှင့်တွဲဆောင်ွယ်ခန်းနာပြုလုပ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မတ်လ28ရက်နေ့တွင်လှုပ်ခတ်ခဲ့သောငလင်တန်းကြောင့်ရန်ပြည်နယ်အတွင်းထိခိုက်ပျက်စီးခဲ့သည့်ဟိုတယ်တဲခုရိပ်သားလုပ်ငန်းရှင်များနှင့်တွဲဆောင်ွယ်ခန်းနာကိုမေလ16ရက်နေ့နေ့စဉ်၌အချိန်တွင်ညောင်ရွှေမြို့နယ်ရှိဟူပင်ဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်စည်းဝါးရေးဝန်ကြီးဦးခွန်သိမ်းမောင်ကအဖွင့်အမှားစကားပြောကြားရာတွင်ငလင်တန်းကြောင့်ရှမ်းပြည်နယ်အတွင်းကနဦးစည်ရင်များအရာဟိုတယ်နှင့်ဒက်ခိုရိပ်သာ44လုံးထိခိုက်ပျက်စီးခဲ့ရာအချို့မှာထိခိုက်ပျက်စီးမှုကြီးမားခဲ့ပြီး အချို့ဟိုတယ်နှင့်ဒက်ခိုရိပ်သာများမှာအနည်းငယ်သာထိခိုက်ပျက်စီးမှုရှိကြောင်းပြည်နယ်အစိုးရအနေဖြင့်ဘေးအန္တရာယ်ကင်းရှင်းစွာပြန်လည်နေထိုင်နိုင်ရန်နှင့် လုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရန်အတွက်သက်ဆိုင်ရာဌာနများပါဝင်သည့်စစ်ဆေးရေးအဖွဲ့များကိုဖွဲ့စည်း၍ငလင်တန်နှင့်အဆောက်အဦများကိုစစ်ဆေးပေးခဲ့ပြီးလုပ်ငန်းရှင်များအနေဖြင့်စစ်ဆေးရေးအဖွဲ့များမှတင်ပြလာသည့်စစ်ဆေးတွေ့ရှိချက်များကိုကျွမ်းကျင်ပညာရှင်များနှင့်ညှိနှိုင်းတိုင်ပင်ပြီးပြုပြင်ဆောင်ရွက်သွားရန်လိုပါကြောင်းအဆောက်အဦများပြန်လည်ပြုပြင်ရာတွင်လိုအပ်သည့်စောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို လွယ်ကူအဆင်ပြေစွာဝယ်ယူရရှိရေးညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ပမှမာယူဆောင်ရွက်မည့်ပစ္စည်းများရှိပါကလည်းသက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဟိုတယ်များ၏အတွင်းပြင်တန့်ရှင်းတာယာလာပရေးမြို့ရွာတန့်ရှင်းတာယာလာပရေးကိုဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ဆွေးနွေးမှာကြားခဲ့ပါသည်ဆက်လက်၍ဟိုတယ်နှင့်တက်ခိုရိပ်သာလုပ်ငန်းရှင်များကလုပ်ငန်းလိုအပ်ချက်များဆွေးနွေးတင်ပြရာတင်ပြချက်များနှင့်ဆက်လင်း၍ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနပြည်내တာဝန်ခံညွှန်ကြားရေးမှုက မိမိတို့ဝင်ကြီးဌာနအနေဖြင့်လဲငလင်တန်းတဲ့ဟိုတယ်နဲ့တဲခိုရိပ်သားများနိုင်ငံတော်မှချင်းငွေများစီစဉ်ပေးနိုင်ရေးစည်ရင်းများပြုစုတင်ပြပေးလျက်ရှိပါကြောင်းဆွေးနွေးပြောကြားပါရယ်ထို့နောက်ပြည်내စီးပွားရေးအဝင်ကြီးနှင့်တာဝန်ရှိသူများသည်ငလင်တန်းကြောင့်ထိခိုက်ပျက်စီးခဲ့သည့်ညောင်ရွှေမြို့ရှိ Gold Star Hotel နိုဝင်ဘာဟိုတယ်အင်းလေးကန်အတွင်းရှိရွှေကျွန်းမြောင်းဟိုတယ်နှင့်ရွှေရင်သာဟိုတယ်တို့အား လှည့်လည်ကြီးရှိခဲ့ပြီးလိုအပ်ချက်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။